အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ကြော်ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပီလာပါတယ်ဗောနော်အဲ့တော့ဒီနေ့နေ့လေဂင်းမာတာကျွန်တော်လစ်ဗာပူးအသင်းရဲ့အပြောင်းရွှေ့ကြောင်းကျွန်တော်နည်းနည်းလေးပြောလိုက်အောင်လစ်ဗာပူးတင်းနေတဲ့တီကြအတိုင်းပဲဒီ right back နေရာရဲ့ Jeremy Frimpong ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာ left back နေရာအတွက် outside လာတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီးဖြစ်တယ်ဒီ left back နေရာအတွက် Liverpool တင်းနေခုလက်ရှိနောက်ဆုံးကြားတဲ့သတင်းတွေကဒါကျွန်တော်တော်တော်လေးကိုဒါ collar hala ဆက်ဆံပါပဲဒါ tier 1 tier 2 level မှာတော့မတက်သေးခဲ့ပြီးမြေ Liverpool တင်းနေဒီ left back နေရာ ာကမီလိုကရာကက်စ်ကိုပုပ်ကူရရာသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့တတင်းနေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့မီလိုကရာကက်စ်ကမကြခင်မှာလစ်ဗာပူးအင်ဂျီနဲ့တွေ့ရတော့မှလာဆိုတဲ့မိကွန်းတွေကိုကျွန်တော်တွေ့ရတော့မှဖြစ်တယ်အဲ့တော့မီတို့ပင်စူစီကမှုလက်ရှိမှာဒီကိစ္စပြောစရာလူလာပြီလို့ကျွန်တော်လည်းမြင်နေအပထမဆုံးအနေနဲ့ခုလက်ရှိမှာဒါနည်းနည်းလေးဒီဒီလေးဆွေးနွေးအောင်လစ်ဗာပူးတည်တဲ့ခုလက်ရှိမှာ right back နေရာအတွက်ဒါကျွန်တော်တို့ ဂျယ်ရမီဖရင်ပောင်းကိုဒီနေ့မှာပဲတရားဝင်စစ်စစ်လို့ပြီးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါမှမကြခင်မှာလီဗာပူးတင်းနဲ့တရားဝင်ကြေညာဖို့ရှိရတယ်။ဒါပေမဲ့ကောလန်ဟာလာတွေအရဆိုရင်တော့ဒါကျွန်တော်တို့အပြောင်းအရွှေ့တရားဝင်ဖွင့်တဲ့နေ့ထိစောင့်ပြီးတော့မှတရားဝင်ကြေညာဖို့လည်းရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒါကြောင့်ဂျယ်ရမီဖရင်ပောင်းကအခုလက်ရှိမှာတရားဝင်စစ်စစ်ပြီးတော့လီဗာပူးတရားဝင်ကစားသမားဖြစ်လာလို့လာခဲ့ပြီဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်တယ်။ဒါကတော့ဒါဖရင်ပောင်းနဲ့လီဗာပူးရဲ့ဇလန်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်ပေါ့နော်။အဲ့တော့လီဗာပူးတင်းနဲ့အခုလက်ရှိမှာ right back ပြီးသွားတဲ့အချိန်မှာ left back နေရာအတွက်အခုချိန်မှာအပူတပြင်းကြိုးစားနေပြီဖြစ်တယ်။ left back နေရာအတွက်လီဗာ ဘူးရဲ့နံပါတ်1ပြမှတ်ကတော့ဘိုးမောက်သိရင်ဒါကျွန်တော်ဟန်ဂရီနောက်ခံလူကစားသမားဖြစ်တယ်ဒါမီလိုကရာကက်စ်ကိုပြမှတ်ထားတာလေမီလိုကရာကက်စ်ကိုရင်ကလည်းလီဗာပူးသိင်းကလက်ရှိမှာချန်ပီယံဖြစ်တဲ့အတွက်ကြောင့်မို့သူအနေနဲ့ပြောင်းရွှေ့ဖို့ခက်ခဲတော့မရှိဘူးမီလိုကရာကက်စ်နဲ့လက်ရှိနောက်ဆုံးကြားရတဲ့ကောလာဟာလာတရင်းတွေက tier 4 tier 5 level တွေကလီဗာပူးနဲ့တော့မှပုံကိုကြီးရရသဘောတူညီမှုတော့ရရှိခဲ့ပြီးပြီဆိုတဲ့တရင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာလီဗာပူးအသင်းကတော့ဒါကျွန်တော်ဘိုးမောက်အသင်းခေါ်ယူတဲ့ဒါကျွန်တော်တို့ အဲ့မီလိုကရာကက်စ်ရဲ့ဈေးကိုတော်တော်လေးကိုမနစ်သက်ဘူးလို့သိရတယ်မှာပါတယ်အဲ့ဒါကဘာကြောင့်လဲလက်ရှိမှာမီလိုကရာကက်စ်ရဲ့ဒါကျွန်တော်ဘုံမောင်အတင်းကပေါင်55သန်းယူရိုတန်း90ပတ်ချာလေးဝင်နေကြခေါ်တယ်လီဗာပူးတင်းနဲ့မီလိုကရာကက်စ်ကိုပေါင်တန်း30နဲ့32သန်းကြားဈေးသတ်မှတ်ထားပြီးတော့ဒါကောလာဟာလာတွေကယူရို35သန်းဈေးလောက်ပဲအများဆုံးပေးဖို့အတွက်ဒါလီဗာပူးကချက်စင်တော့ဒါဒါဟို valuation ကတကယ်တည်းပြန်ကြည့်မယ်ဆိုရင်ယူရို15သန်းပေါင်10သန်းလောက်ရင်းဒီကွာဟနေတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့ကအခုလက်ရှိနောက်ဆုံးကြားရတဲ့တဲ့နေရာကထင်ထားတာထက်အများကြီးအများကြီးခက်ခဲလာနိုင်တယ်ဆိုပြီး တရင်တလာအဲ့တော့လီဗာပူးတဲ့ဒီ left back နေရာအတွက်အခုလက်ရှိ market ထဲမှာဒါကျွန်တော် full hand ကစားသမားဖြစ်တဲ့ Robinson ကိုလည်းစိတ်ဝင်စားနေတယ်။ Robinson ကတော့လီဗာပူးအခုလက်ရှိ Milo Caracas ကိုပြီးကျင်နေစီတော့ရတယ်။ဒါပေမဲ့ Robinson အသက်အရွယ်အဖြစ်ပြန်ကြည့်မယ်ဆိုရင်တော့ Milo Caracas တဲ့အများကြီးအသက်ကြီးရအောင်မတာကျွန်တော်အသက်ကတော့စကားအများကြီးပြောသွားမယ်ဒါမှပါတယ်။အဲ့တော့လက်ရှိမှာဒါလီဗာပူးတဲ့ဒီနေရာမှာဒါအဓိကလှုပ်ဆောင်သွားမယ့် channel တစ်ခုကဘာလဲဆိုတော့ Simicas ကိုရောင်းပြီးတော့ဒီ left back နေရာအတွက် Fanning တစ်ခုကိုပြန်ရှာသွားမယ်။ Kolahala ရဲ့ Simicas ကိုအခုလက်ရှိမှာ Jose Mourinho အသင်းဖြစ်တဲ့ Fenerbahce ကလည်းစိတ်ဝင်စားနေလို့ Galata စာရီကလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေအပြင်အခုလက်ရှိမှာဆော်ဒီကတချို့ကလပ်တွေနင်းလည်းစင်မီကတ်စ်ကိုခေါ်ယူဖို့တဲ့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေတက်နေတွေ့ပါတော့လီဗာပူးတင်ကအခုလက်ရှိမှာရောဘတ်ဆင်ကိုတော့အသင်းမှာဆက်ထားဖို့တဲ့ပြင်ဆင်နေပြီးတော့စင်မီကတ်စ်ကိုတော့ရောင်းချသွားဖို့တဲ့လီဗာပူးတင်အဓိကကတော့ခုနကပြောသလိုစင်မီကတ်စ်ကိုရောင်းရတဲ့ပတ်စံနဲ့မီလိုကရာကက်စ်တာမို့လက်ဘတ်အသစ်တရားကိုလီဗာပူးတင်နဲ့လာမားကတ်ထဲမှာဝယ်ယူဖို့တဲ့ပြင်ဆင်လာခဲ့တယ်လီဗာပူးတင်ကတော့ရှင်းနေပြအခုလက်ရှိမှာသူ့အနေနဲ့မီလိုကရာကက်စ်မှာမီလိုကရာကက်စ်ပဲမီလိုကရာကက်စ်ရဲ့ဒါကျွန်တော်အဲရောဘတ်ဆင်ကိုတို့အနေနဲ့ရနိုင်မယ်သိပေမဲ့မီလိုကရာကက်စ်ကလီဗာပူးတင်နဲ့ ဘက်တစ်ပြည်မှာဖြစ်တယ်မကြခင်မှာလစ်ဗာပူးအသစ်နဲ့မီလိုကရာကက်ဆင်အပြောင်းရွှေ့မှာဒါကျွန်တော်တို့ပြန်လဲပြီးတော့အာသွန်ခွန်ဆိုင်ပြန်လဲပြီးကြိုးစားတော့ဖြစ်တယ်ဒါပေမဲ့လစ်ဗာပူးအသစ်အခုလက်ရှိမှာ left back နေရာအတွက်အပူတပြင်းကြိုးစားနေတယ်ပုံကိုကြီးရတဲ့ဘက် တဘောတူညီမှုလေကစားသမားရင်းနဲ့ရခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့လမဘူးပူပူပြီးတော့အလုပ်တွေအများကြီးလုပ်အောင်မယ်လို့သတင်းတွေကကျွန်တော်ပြောလို့ရရတဲ့မှာပါတယ်။အဲ့တော့မြည်တို့ပင်စူစီကမှုလမဘူးတင်းနဲ့ဒီနောက်တန်းအဖြေကနောက်ထပ်တော်တော်လေးကိုစဉ်းစားကြရတဲ့မှာပါတယ်။အလက်ရှိမှာလမဘူးတင်းရဲ့လားအရင်ကစားသမားနှစ်ယောက်ဖြစ်တဲ့ဂျရက်ခွန်ဇာကောဂျိုဂိုမက်စ်ကိုလာမယ့်နေရာဒီမှာညူကာဆယ်ယူနိုက်တက်ကတော်တော်လေးကိုအလိုရှိနေတယ်။အလို့တပြည့်ဂျိုဂိုမက်စ်ပဲ။ဂျိုဂိုမက်စ်ကိုလက်ရှိမှာညူကာဆယ်ယူနိုက်တက်လက်ရှိနီးပြဖြစ်တဲ့အဲဒီအဲဒီဟောက်ကသူ့ရဲ့တာခံစစ်ပိုင်းမှာဖေဘီယန်ရှာဒန်ဘန်တို့နေရာမှာတကယ်ကိုအစားထိုးနိုင်မဲ့ခံစစ်ကစားသမား မားတယောက်လို့မြင်တယ်။ဒါအက်ဒီဟော့ရဲ့ဒါကျွန်တော်အင်္ဂလန်ကစားသမားတွေကိုသိပ်ပြီးသဘောကျတဲ့အကျင့်တကျင့်လည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာဒါကိုသူတို့အနေနဲ့ပြင်ဆင်နေတယ်လို့ဆိုတဲ့သတင်းထွက်လာခဲ့။အဲ့တော့ဒါလီဗာပူးသင်းကဒါကျွန်တော်မနစ်ကဈေးပုံစံပြီးတော့မတောင်းတော့ဘူး။ဒါပေမဲ့ဂျိုကိုမက်စ်ကိုလီဗာပူးသင်းကအနည်းဆုံးဒါပေါင်တန်း30နဲ့35တန်းပတ်ချလဲဝင်ကြလို့ချင်းတယ်။ကောလာဟာလာတွေကဒီဂျိုကိုမက်စ်ကိုလည်းအကဲလီဗာပူးသင်းကအီဆက်ရဲ့အပြောင်းရွှေ့တာဒါတကယ်နဲ့လုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ဂျိုကိုမက်စ်ကိုဒါကျွန်တော်အီဆက်ရဲ့အပြောင်းရွှေ့မှာတတိယသတိသားအနေနဲ့လည်းအသုံးပြုသွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်လက်ရှိမှာလီဗာပူးသင်းရဲ့အီဆက်ရဲ့တင်ကတော်တော်လေး ေးကိုငြိမ်သက်နေခဲ့ပြီးတော့ Isaac Agent နဲ့ Liverpool သင်္ကန်းသားကျွန်တော်ရှေ့ရက်ရှေ့ရက်သက်တပတ်အနေငယ်ကတွဲဆောင်ခဲ့ပြီးပြီဖြစ်ပြီးတော့လက်ရှိမှာ Isaac ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဒါမှမဟုတ်အပြောင်းရွှေ့ရာသီတရားဝင်ဖွင့်မှသာဒါကျွန်တော်တရားဝင်ဒါဆွေးနွေးသွားမယ်လို့ကြားသိရတယ်ပေါ့အဲ့တော့ဒါလက်ရှိမှာ Liverpool သင်္ကန်းဟိုပြောချင်တာ E-League ဆွဲဥစားသိမကြဘူးသူတို့နေအပြောင်းရွှေ့လုပ်မယ်ဆိုမြင်မြန်ဆက်ဆက်လုပ်ချင်တယ်မြင်မြန်မြင်မြန်ဆက်ဆက်လုပ်ချင်တဲ့သဘောတရားမှာရှိအဲ့တော့အကယ်၍သူတို့နေ Alexander Isak သာအဆင်မပြေခဲ့ဘူးဆိုရင်တော့လက်ရှိမှာ Frankfurt ရဲ့တိုက်စစ်မှုဖြစ်တဲ့ Hugo Akatite ကိုစိတ်ဝင်စားတယ်အကတိုက်ကိုလည်းလက်ရှိမှာ Frankfurt အနေနဲ့ Euro 360 50ပတ်ချာလဲဝင်းညင်ကြလို့ရှိပြီးတော့လီဗာပူးကတော့ယူရို55တန်းနဲ့တန်း50ပတ်ချာလဲဝင်းညင်ကြပြီးကျင်တဲ့တမှာပွားတယ်အဲ့တော့ယူရိုလက်ရရှိမှာလီဗာပူးတင်းကရှင်းတယ်ဒါကျွန်တော်တို့ဒါအဝဲထွက်နေထားမှပြန်ပြောမစွန်းတော့အယောင်းပါမဆိုတဲ့သူတို့နေတိုက်စစ်မှု2ယောက်မှာဒီကိုဂျူတာကိုတာဝူဗသင်းကိုပြန်လဲပြီးရောင်းချဖို့စီစဉ်နေတယ်။ဝူဗသင်းကတော့ကျွန်တော်ထိုက်တဲ့နဲ့ဈေးတစ်ခုတည်းလီဗာပူးကရောင်းချပြီးအိုးအတွက်ပြင်ဆင်နေခဲ့ပြီးတော့ဒီကိုဂျူတာကလည်းသူ့ရဲ့ကလပ်ဖောင်းဖြစ်တဲ့ဝူဗသင်းကိုပြန်လဲပြီးတွားဖို့အတွက်ဒါ excited ဖြစ်နေတယ်။ဒါကြောင့်နီးပြသိဖြစ်တဲ့ဒါကျွန်တော်တို့ ဗစ်တာပရေလာလာအောင်မတာဂျူဒာနီနဲ့ဒါကျွန်တော်မက်သျူးအက်စ်ခွန်ထားတာအသင်းကထွက်သွားခဲ့မယ်ဆိုရင်တော့အစားထူးလာနိုင်မယ်ကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့မြင်လို့ရတယ်ဒီမှာအဲ့တော့ဒါကြောင့်မို့ဒီအေဂိုဂျူဒာကလာမယ့်နေရာဒီမှာဟူးဖ်ကိုပြန်မှုအတွက်တော်တော်လေးကိုယာကိုင်းလို့များလာပြီဖြစ်တယ်အဲ့တော့လီဗာပူးတင်းနေတဲ့ဒီနေရာမှာဒါကျွန်တော်ကွင်းလယ်ပိုင်းအတက်ကင်မီဖီအတွက် market ထဲမှာနှစ်ယောက်ကိုရှာနေတယ်ဒီနေရာမှာဒါဆိုဘိုစလိုက်ရဲ့နေရာကဘယ်လိုဖြစ်သွားမလဲတော့ကျွန်တော်အနေနဲ့မသိဘူးဒါပေမဲ့လက်ရှိမှာ Florian Risse အပြောင်းအရွှေ့ကြောင်းပြောကောလာဟာလာဒီယာခုလက်ရှိမှာ tier 2 tier 3 level ဒီအရဆိုရင်လီဗာပူးတင်းက Manchester City အသင်းကိုတောင်ကြော လွန်ပြီးတော့ Florian Risk ကိုခေါ်ယူနိုင်မှုအတွက်အချင်းတီကောင်းနေတယ်ဆိုတဲ့ level တွေကသတင်းတွေရသိရအဲ့တော့ဒီသတင်းတွေကပေါ်ချောင်အောင် level တွေကလာမို့ tier 2 level လောက်ကိုလာတာအဲ့တော့ဒါအခုလက်ရှိမှာ Platy ကိုကိုယ်တိုင်ကရေးသားထားခဲ့ပုံရဆိုတော့အကိ Florian Risk နဲ့အင်္ဂလန်ကိုပြောင်းဖို့ပြောင်းအောင်မယ်ဆိုရင်တော့ Manchester City အသင်းတက်ဆိုင်တော့ Liverpool အသင်းကိုသာရွေးချယ်ဖို့အတွက်ပြင်ဆင်လာတယ်ဆိုပြီးကစားသမားဘက်ကနေသတင်းတွေတောက်လျှောက်တက်လာခဲ့တာတွေ့ရမယ်အဲ့တော့ဒီသတင်းကိုရေးသားခဲ့တာလည်းဒါ Sky Sport Germany နဲ့ Platy Go ဆိုတဲ့ဘဲကရေးသားထားတဲ့ကြောင့် tier 2 level လောက်ကအနည်းဆုံးတည်ကြရတယ်မှာအဲ့တော့ လီဗာပူးတင်တဲ့ Florian Risk ကိုဝယ်မယ်ဆိုရင်ဒီညအပြောင်းရွှေ့ဈေးကစကားပြောကြဖြစ်တယ်။လက်ရှိမှာ Florian Risk ရဲ့လက်ရှိဈေးကတော့ Liverpool ကသတ်မှတ်ထားတာ Euro 100ဖြစ်တယ်။အဲ့တော့လီဗာပူးတင်တဲ့ဒီညမှာစဉ်းစားရမှာအနေထားအကြီးကျယ်တစ်ခုရှိတယ်။အဲ့ဒါကဘာလို့ဆိုတော့ လပပူရဲ့လက်ရှိဘတ်ဂျက်ထဲမှာဒါတည်ရတိုင်းပဲယူရို35သက်ဒါကျွန်တော်40ပတ်ချလေးဝင်ကြတာကကုန်သွားပြီပြီးတော့ကျွန်တော်မီလိုကရာကက်စ်တို့လည်းဒါလက်ဘက်တို့လည်းဝယ်ရမှာဆိုကြတော့နောက်ထပ်သန်း90ခဏတော့ဆာအဲ့တော့လက်ရှိမှာယူလက်ရှိပြန်စစကြတော့လပပူတင်းနေရယူရို85တလောက်ကိုအဲ့တော့ဒါလပပူတင်းဒီနှစ်နွေရာဒီမှာပေါင်သန်း200နဲ့250လောက်သုံးလို့ရတာမှန်ပဲမဲ့အဲ့လောက်ထိလပပူသုံးမှုစီအဲ့တော့လပပူတင်းနေလာမယ့်နွေရာဒီမှာ Florian Risk ကိုဒါဝယ်လိုက်မယ်ဆိုကျွန်တော်အမြင်အရပုံတိုက်စစ်မှုမရှိတဲ့ပြဿနာဖြစ်သွားနိုင်တယ်လို့မြင်တယ်အဲ့ Florian Risk ကလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုသူကလပပူဒါ Manchester City နဲ့ ဲ့လီဗာပူးဆိုလီဗာပူးရွေးချယ်ခြင်းနဲ့ဒါပေမဲ့အခုချိန်ကြီးတော့ Frisk ကတော့ကျွန်တော် Bayern Munich မှာ Bayern Munich ဖြစ်နေစေဖြစ်တယ်အဲ့တော့ Leverkusen က3ရဲ့ Arch Enemy ဖြစ်တယ်ဒါကျွန်တော်တို့3ရဲ့ပြည်တွင်းပြိုင်ဘက်ကိုလုံးဝလုံးဝရောင်းချင်စေမရှိဘူးဒါကြောင့်မို့ Liverpool တင်းကတော့ဒီအပြောင်းရွှေ့မှာဒါဥဆောင်နေတယ်ပါအဲ့တော့ဒါပေမဲ့အပြောင်းရွှေ့ရဲ့ဈေးက Liverpool တင်းရဲ့ဒါကျွန်တော်အဲ့လက်ရှိမှာအခက်ခဲဆုံးအနေအထားတစ်ခုဖြစ်တယ်သူကျွန်တော်အနေနဲ့ပြောရမယ့်အခြေအနေတစ်ခုရောက်လာပြီအဲ့တော့ဘယ်တော့ဘလူဘာရီယုပိုတော့မှမသိမယ်လက်ရှိမှာဒီ၃သင်းကဒါကျွန်တော်တို့ Florian Risk ရဲ့အပြောင်းရွှေ့မှာဥဆောင်နေတယ်။ Risk ကိုပဲအသိရပါမယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်၃မျိုး၃တူပါဖို့ အဲဘိုင်မြူနစ်ကလည်းတန်တရာပြုတ်ဖို့လုံးဝအစီအစဉ်မရှိဘူးတန်တရာ50ပေါ့ဘိုင်မြူနစ်တော့150တော့150ပြုတ်ဖို့လုံးဝအစီအစဉ်မရှိဘူး risk ကလက်ရှိမှာသူ့အနေနဲ့တော့ဘိုင်မြူနစ်ကိုပြောချင်တယ်ဒါအင်္ဂလန်အသင်းမှာရွေးရမယ်ဆိုလည်းတော့ liverpool ကိုပို့ပြီးပြောင်းချင်တယ် liverpool အသင်းကလည်းရှိမှာ euro တန်တရာပြုတ်ဖို့လုံးဝအစီအစဉ်မရှိဘူးသူတို့နေတိုက်ဆက်မှုလည်းဝယ်အောင်မဖြစ်အဲ့တော့ manchester city ကတန်တရာပြုတ်ဖို့တော့လည်းစီစဉ်ရှိတယ်အသင်းအသင်းကလည်းသဘောတူညီမှုရတာတယ်ကစားသမားကမပြောင်းချင်အဲ့တော့ liverpool တင်တဲ့ဒီညမှာအကဲ euro တန်တရာအခုချက်ချင်းထုတ်ပြီး florian risk ကိုအခုချက်ချင်းရနိုင်မယ်ဆိုတဲ့သဘောမှရှိတယ်ဒါပေမဲ့ပြဿနာက liverpool အသင်းနဲ့အခုလက်ရှိမှာ euro တန်တရာ florian risk ကိုသုံးပြီးဆိုရင်တော့မှတိုက်ဆက် မှုနေရာအတွက်ပတ်စံကသိပ်ပြီးကျွန်တော်မှဒီနေရာမှာစဉ်းစားကြဖြစ်လာအဲ့တော့ Florian Wirtz ကတကယ်နဲ့ Liverpool ရဲ့အပြောင်းအရွှေ့မှာတကယ်နဲ့ဖြစ်နိုင်လားဆိုတော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဒါပေမဲ့ Liverpool တင်းနေတာတကယ်ကိုဒီနေရာမှာဒီလောက်ကြီးသုံးပါမလားဆိုတဲ့ဘေးကွန်ကျွန်တော်မေးရမယ်တော့ပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်လို့ဆက်ပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဘက်ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ် ။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4 ရွယ်လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်။များများကလစ်မှာမများများဖြစ်ပါတယ်။အားလုံးမကြိုတမာရေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြပါဦး။အားလုံးမကြိုတမာရေကျွန်တော်တို့ကိုပြပါဗျာ။ဒီပါဗျာ။